ကလေးစွာပါအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့အရန်နဲ့မှဆာလုတ်ကောင်းတဲ့တညင်းသီးရဲ့စီးပြီးဆိုတဲ့အချိန်ကြလို့ရှင်ဆက်စားတဲ့ဟင်းတမျိုးဆက်စားဖြစ်ပါတယ်ဒီဥစ္စာကိုချက်မယ်ဆိုလို့ရှိလို့ရှင်ဒီမှာပေါ့နော်ကျက်သွန်နေရဲ့ဂျင်းရဲ့ကျက်သွန်ဖြစ်ရလိုရပါတယ်ဒီဟင်းလေးကတော့ဗာဟင်းလေးဆိုတဲ့ခါကြလို့ရှင်ဝတ်သားရဲ့တညင်းသီးရဲ့မြင့်ရဲ့ရှတာဖြစ်ပါတယ်အရင်ဆုံးဝတ်သုံးထပ်သားတွေကိုဒီလိုမျိုးရွှေအုံအောင်တန်းလာတွေထိကြော်ထားပေးရပါမယ်ဒီကလေးမကြော်ပဲနဲ့ဒီတိုင်းပဲဟိုချက်လို့ရှင်နေရတယ်ပေါ့နော်ဒါပေမဲ့ကြော်လို့ချင်းပို့ပြီးတော့ကောင်းပါတယ်ပြီးတော့ဝတ်ကြော်ပြီးတော့ကြံတဲ့ဒီစီရီထဲမှာ အဲ့ဒါစီညာနဲ့ထပ်ထည့်လိုက်မယ်ဘာလို့လဲဆိုတော့လေဒီအိုးကလေဒီမနက်ချက်လို့ချင်းမနက်ချက်ချက်ချင်းစာမကောင်းညနေကြလို့ချင်းပူပြီးစာကောင်းတယ်နောက်နေ့မနက်ကျရင်ပူပြီးစာကောင်းနောက်နေ့ညနေကျရင်ပူပြီးစာကောင်းတယ်ပေါ့နော်အဲ့လိုမျိုးပေါ့အဲ့တော့ဒီကငရုတ်တီရဲ့အဲကျက်သွန်ဖြူရဲ့ကျက်သွန်နီရဲ့ဂျင်းရဲ့ဒါငပိရဲ့ပြီးတော့အယောင်အတွက်ဆွနွေးမုတ်ထဲမယ်ပြီးတော့ဒီနေရာမှာလေအရသာကိုတစ်ခါတည်းထဲမယ်စာဟင်းချုံမုတ်ထဲပြီးတော့သူဒါလေးစီတက်နေရနော်ငရုတ်တီရရတဲ့ဆက်နေကြတဲ့ရေလင်းနေပါတော့သူကစီအောင်မှုေးလာအောင်တက်ရအောင်မှဖြစ်ပါတယ် ပြီးပြီဆိုလို့ရှိရင်တော့ဒီမှာဒါလေးကတော့မဆန်တာလေးပါမဆလာကတော့မကြိုက်လို့ရှိရင်လည်းမထည့်လို့ရပြီးတော့ကြိုက်လို့ရှိရင်လည်းထည့်လို့ရပါတယ်ပြီးပြီဆိုရင်တော့သူ့ကိုမှုေးလောက်အောင်စီသက်ပေးထားလိုက်ပါမယ်ဒီဟင်းလေးကလည်းအရန်ထဲမှာစားလို့ကောင်းတယ်တញင်းသီးတွေပါပေါ့နော်စီးနေပြီဆိုတဲ့အချိန်ကြာလို့ရှိရင်ချက်ဆိုင်ပို့ပြီးတော့ကောင်းပါတယ်အဲစီကြက်တက်ထလာရပြီဆိုတဲ့အခါကျတော့ဒါကတော့လေတញင်းသီးကိုအရင်ဆုံးပြုတ်ပြုတ်ပြီးလို့ချီလို့ချီလို့ချင်းအခွန်ခွာအခွန်ခွာပြီးနောက်တစ်ခါထပ်ပြုတ်ပြုတ်ပြီးတဲ့အခါကျတော့ချင်းအဲ့တញင်းသီးလေးတွေကိုနှစ်ချမ်း ခွာနှစ်ချမ်းခွာပြီးလို့ရှိလို့ချင်းအဲ့ဒါကိုငရုပ်သီးထောင်းတဲ့ဆုံထဲမှာထည့်ပြီးလို့ချင်းထောင်းပြီးတော့ပြားထားတာပေါ့နော်ဒါပြီးပြီဆိုရင်ဒီဟာမြင့်မြင့်ကိုပြုတ်ထားတာမြင့်ကတော့ကိုလိုတလို့ပေါ့အကြီးလိုချင်တာအသေးလိုချင်တာပေါ့နော်ဒါကတော့မြင့်တစ်ချောင်းနှစ်ပိုင်းပိုင်းပြီးတော့ပါပါလေးလုပ်ထားတာဒါကတော့ဆော့ဆော့တော့ကဝတ်သုံးထပ်သားတွေကိုရွှေအိုရောင်တန်းလာဒီအထိကြော်ထားပေးထားတာပါဒီသုံးမျိုးလဲရပြီဒီမှာငရုတ်တိစကြတ်တက်ထားတာလဲမှွေးလာပြီဆိုတဲ့အနေထားကြလို့ရှိလို့ရှင်ပေါ့နော်ဒီမှာကြည့်အောင် သူကလေဟိုဟာမိခိုးငွေကတက်နေအဖုံလေအာဒီလိုမျိုးအနေထားလေးပေါ့နော်အရန်ဒီမှာမှွေးလက်ပြီးအဲဒီလိုပေါ့ဒါငရုတ်သီးစီတက်နေတာပါအဲ့လိုမျိုးအနေထားရောက်ပြီဆိုတဲ့အခါကျတော့ရှင်အရင်ဦးဆုံးတညင်းသီးလေးတွေထည့်လိုက်မယ်တညင်းသီးလေးတွေထည့်ပြီးဆိုတဲ့အခါကျတော့ရှင်တော့မှွေထားပြီးလိုက်မယ်နည်းနည်းပါပါပေါ့နော် ဒီတညင်းသီးကလေအခုတညင်းသီးကဒီမလေးရှားမှာဆိုလို့ရှိလို့ရှင်တော့အခုလိုမျိုးပေါ့နော်အခုလိုမျိုးအရှင်ဆိုလို့ရှင်တညင်းသီးကအရန်နဲ့မှစီပြီးစားလို့ကောင်းပါတယ်တညင်းသီးကတော့အစိတ်သီးလို့ပြောပေးမယ်လဲကျမတို့ကတော့စားပါတယ်ကြိုက်လို့ပြီးပြီဆိုတဲ့အခါကျလို့ရှင်တော့ဒါကတော့မြစ်ပါမြစ်ကတော့အဲ့လိုမျိုးပြုတ်ထားတာကိုအဲတချောင်းကိုနှစ်ပိုင်းပိုင်းပြီးတော့ပေါ့နော်ဒါညွတ်လေးတွေပဲမြစ်ပြုတ်လေးထည့်လိုက်မယ်ပြီးတော့ဒါလေးကိုတကရောသမသွားမှွေပြီးလို့ရှင်ရှင်ဝက်ကြော်ထားတဲ့ဟာဒါက ဝက်ကြော်ထားတဲ့ဟာတွေကိုထည့်ပြီးလို့ရှင်ဒီမှာလေးအိုးကလေးအဆောင်ကစီကျက်တက်ပြီးတော့ဟိုကလေးဒဲပိုင်းနဲ့ဆိုတော့လေနည်းနည်းလေးအဆင်မပြည့်တယ်လို့ဖြစ်လို့ပေါ့နော်အဲ့ဒါအိုးဒီလိုမျိုးရိုးရိုးအိုးတွေကိုပြန်ထည့်ပြီးတော့လေအဲ့ဒီမှာရေထည့်ရေထည့်ပြီးတော့ကုနာဝဝတ္တာတွေထည့်ပြီးဒီရေကိုခန်းအောင်လို့ရှက်လိုက်မယ်ပေါ့နော်ဒီရေကိုခန်းအောင်လို့ရှက်ပြီးလို့ရှင်အပေါ်ဒီလိုအနေထားအပေါ်ငယ်လေးမြည်ပေါ့နော်ပြီးလို့ရှင်ရေလေးခန်းပြီးဆိုရင်ကိုလိုတဲ့အနေထားလောက်ရပြီဆိုလို့ရှင်တော့လေအရင်ထဲမှာဆားလို့ကောင်းတဲ့ဝက်သားရဲ့ဒဏ်ရင်သီးရဲ့ အဲမြည့်ရဲ့ချက်တက်ခွဲရည်ပေါ့နော်အရင်ကမှစကောက်နေသေးတာဒီမျိုးချက်စားကြလားရခိုင်မှာဆိုလို့ရှိရင်တော့အမြဲတမ်းချက်စားတယ်ပေါ့နော်ဗီဒီယိုလေးတွေကိုအဆုံးထိကြည့်ပြီးရကျေးဇူးများကြီးပဲတင်ပါတယ်ရှင်